3ည2 6 1 3ည9 9 8 3ည2 6 3လုံးပေါင်း8သုံးည2 6 3လုံးပေါင်း8ဘူးသူကလည်းဒီဘက်အောက်မှာကျတော့သုံးည9 9 3လုံးပေါင်း8လို့ပြန်ရိုက်တယ်ဗျသုံးည9 9 3လုံးပေါင်း8 ီဘက်မှာကျွန်တော်6တင်းနဲ့သုံးလုံးပေါင်းကျွန်တော်ကူးလို့ရတယ်ဗျ6တင်းနဲ့သုံးလုံးပေါင်းကူးသုံးလုံးပေါင်းကူးဖို့တို့ရဒီဘက်အောက်မှာကျွန်တော်တစ်ရှစ်နှလုံးပေါင်းကူးလို့ပြန်ရိုက်တယ်ဗျတစ်ရှစ်နှလုံးပေါင်းကူးတက်ကိုတက်လေ 68ခွန်3ညတက်ကို1သုံးလုံးပေါင်းကျော်တို့တက်လို့ရတယ်ဗျတက်ကို1သုံးလုံးပေါင်းတက်မှုသူကလည်းဒီဘက်အောက်မှာကျော်တို့68ခွန်သုံးလုံးပေါင်းတက်လို့ပြန်ဆင်းတယ်ဗျ68ခွန်သုံးလုံးပေါင်းတက်ဒီဘက်မှာကျော်တို့ တလေးကိုသုံးလုံးပေါင်းကျော်လို့လေးလို့ရတယ်ဗျတလေးကိုသုံးလုံးပေါင်းလေးသုံးလုံးပေါင်းလေးဘို့ဆိုလဲဒီဘက်အောက်မှာကျော်တို့၃ညာလေးနှလုံးပေါင်းလေးလို့ပြန်စင်းတယ်ဗျ၃ညာလေးနှလုံးပေါင်းလေးတရှိလေးခု တစ်ရှစ်လေးသုံးလုံးပေါင်းကျော်လို့သုံးလို့ရတယ်ဗျတစ်ရှစ်လေးသုံးလုံးပေါင်းသုံးသုံးလုံးပေါင်းသုံးလို့လည်းဒီဘက်အောက်ပါကျော်လို့သုံးလုံးပေါင်းသုံးဖြစ်ရပါဗျသုံးကမ်းမြောက်ကျော်လို့ထပ်ပေးခဲ့မှာဆိုရင်ကျော်လို့သုံးလုံးပေါင်းသုံးဖြစ်ရပါဗျ6ထစ်ရှိနေတယ်ဗျသုံးလုံးပေါင်းသုံးဖြစ်ရမယ်ဆိုတော့ကျော်လို့6ထစ်ရပါဗျ6ထစ် ၃ခန်းမြောက်ကျွန်တော်ထပ်ပေးခဲ့ပါဆိုကျွန်တော်6ထိပ်ပြ6 16သုံးလုံးပေါင်း3ပြ6သုံးလုံးပေါင်းကျွန်တော်9လို့ရတယ်ပြ6သုံးလုံးပေါင်း9သုံးလုံးပေါင်း9မို့တူလာဒီဘက်အောက်မှာကျွန်တော်နှလုံးပေါင်း9ဖြစ်ရမှာဗျခွန်ရှိနေတယ်ဗျ ခွန်ရှိနေတဲ့အတွက်ကျွန်တော်တို့နှလုံးပေါင်းကိုးဖြစ်အောင်ကျွန်တော်တို့နှစ်ထည့်ရပါဗျာနှစ်ပိတ်ဗျာသုံးခါပြောက်ကျွန်တော်ထပ်ပေးခဲ့မှဆိုရင်နှစ်ပိတ်6ထိတ်နှစ်ပိတ်6နှစ်လို့ရတာလေဗျာ 的立着的背面，问题爸爸，和债主冤如拖把，我的那。